ဆိုတော့ဒါဒီမနေ့ဟိုသွားမဲ့ခီးကိုပြင်ဆင်နေတာဖြစ်ပါတယ်အခုကအဲ့ရထားအီမိုးချိုးပြီးသွားပြောနော်အဲဆိုတော့ဒီမနေ့စာရအင်စုံစားမယ်မနေ့စာရစာပြီးမှသာလင်းဒီလိုအပ်တဲ့ document check တွေတခြားသောပစ္စည်းတွေကြမ်းမကြမ်းပြင်ဆင်မှာဖြစ်ပါတယ် ဆိုတော့ဒါကမြန်မာနိုင်ငံကနေကျွန်မစတင်ပြီးတော့ထွက်ခွာပါပြီအရင်ဆုံးဘန်ကောက်ကိုအရင်ရောက်မှဖြစ်ပါတယ် ော့အခုကျမကဒီအာဘန်ကောက်မြို့မှာရှိတဲ့ဒီစွန်းနံဘူမီလေးစိတ်ကိုတော့ကျမရောက်ပြီပေါ့နော်အဲရောက်ပြီးလို့ရှိရင်ကျမကဒီနောက်ထပ်လေယာဉ်တစ်စီးကိုထပ်ပြီးတော့ဒီ transit လောက်ရမှာဖြစ်တယ်ဆိုတော့အဲ့ဒီလေယာဉ် transit လောက်ဖို့အတွက်ကျမအခုသွားနေတာဖြစ်ပါတယ်ဆိုတော့အာကျမကိုတိုင်ကလည်းဒီလေရင်ချိတ်တာလို့ဒီ transit လောက်တာလို့ပြောဆိုတော့အတွေ့အကြုံတစ်ခါမှတော့မရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့ ကျွန်မကဒီလေရင်ခွေးမှာရှိတဲ့ဆက်လုံးတွေရှိသမျှဆက်လုံးတွေကိုအကုန်လုံးလိုက်ဖတ်တယ်။လိုက်ဖတ်ပြီးတော့ဒီနေရာမှာကျွန်မဘာတွေ့လဲဆိုတော့ဒီ transfer ducts ဆိုတဲ့ဆက်လုံးတစ်လုံးတွေ့လိုက်တယ်ပေါ့နော်။အဲမှာကျွန်မတွေ့တော့ကျွန်မတက်ကြည့်လိုက်တယ်ကျွန်မဆီရမဲ့အဲလေရင်ရဲ့သူ gate gate ဟို gate number ဘယ်လောက်လဲပြီးလို့ရှိရင် flight number ဘယ်လောက်လဲဆိုတော့ကျွန်မဒီမှာတစ်ချဲတော့လာပြီးတော့ကြည့်တာပါ။အဲ့ဒါနဲ့မပြီးသေးဘူးဒီနေရာမှာဆိုလို့ရှိရင်ကျွန်မစတင်ပြီးတော့လဲနေပါပြီ။ ဆို connecting flight ကိုသွားမှလာ transfer desk ကိုသွားမှလာဆိုတော့ جماعه တိတ်တော့ရှင်းမနေဘူးပေါ့နော်ရှင်းမနေတော့တွေ့သမျှလူတွေအကုန်လုံးပတ်မိပါတယ် ကဲဆိုရှိသမျှလူတွေအကုန်ပတ်မေးပြီးတော့မှနောက်ဆုံးတော့ကျွန်မအဖြေရခဲ့တယ်အဖြေရပြီးတော့ကျွန်မရဲ့အဲလက်မှတ်ကဒီမြန်မာနိုင်ငံကနေစထွက်ကြတဲ့သူကလက်မှတ်တစ်စောင်ပဲပေးတယ်ဘန်ကောက်အထိပဲသူတို့ပေးတယ်ပေါ့နော်ဒီနောက်ထအာ transit အတွက်ကကျွန်မဒီထိုင်ရနေပြင်ပြီးတော့ဖြတ်မှဖြစ်တဲ့ပြန်ပြီးတော့ဖြတ်မှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မကဒီ connecting flight ကိုသွားလို့မရဘူးဒီ transfer dust ဆိုတဲ့ အနေရာကိုအရင်သွားရမယ်ပေါ့နော်အဲ့နေရာမှာသွားပြီးတော့ဒီမှာလက်မှတ်ပြန်ပြီးတော့အပြန်ထုတ်ရမှာဖြစ်တယ်ဒါတော့ဆက်သွားဖို့အတွက်လက်မှတ်ပြန်ပြီးတော့ထုတ်ရမှာဖြစ်တယ်ပေါ့ဆိုတော့အဲ့ဒီလမ်းကြောင်းအတိုင်းဒီမှာသွားရတယ်ဒီစကတ်ထားတဲ့ဆာလုံးလေးအတွက်ပေါ်တက်လိုက်အောက်ဆင်းလိုက်တက်လီကစီလိုက်အန်တက်လီကအနောင်လိုက်သွားရင်းနေဒီမှာကဒီယထာစီရမယ့်နေရာတစ်ခုကိုရောက်သွားတယ်ပေါ့နော် ဒီလိုမျိုးလေ့ရင်ပြန်တစ်ခါမစီဘူး head line လိုက်ကြည့်လိုက်အောင်ဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုမျိုးဘာလို့ဘာလို့ဘာလို့ဆီယာ destination ကျမက အမှန်တော့ဒီ transit လောက်တဲ့အချိန်တော့တွေ့မှာတော့ကျမဒီ time မှာဆိုလို့ချင်းအချိန်ရတယ်ဒါပေမဲ့ကိုက transit နဲ့ပတ်သက်ပြီးတော့တခါမှအဲ့လိုမျိုးမလုပ်ဘူးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအရန်အချိန်မလောက်မှလည်းစိုးတယ်ပေါ့နော်ပြီးလို့ရှိရင်နေရာရှာမှာနဲ့သွားမဲ့ gate ရှာမှာနဲ့တန်းစီရမှာနဲ့အဲ့ဒါကိုစိတ်ပူတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကဒီ time လေးစိတ်မှာကဘာမှမစားမတော့ဘူးပေါ့နော်အတိအကရေတပူပဲဝယ်ခဲ့တယ်ပြီးလို့ရှိရင်ကျမဒီကိုရဲ့မုတ်တွေတော့တည်လာတယ်ပေါ့နော် snack တွေတည်လာတယ်အဲ့ snack ိုပဲကျမကစားတယ်ဆိုဟိုပတ်စံလည်းမကုန်တော့ဘူးပေါ့နော်အာဒီကာတာကိုရောက်ဖို့အတွက်ဘန်ကော့ကနေကာတာကိုရောက်ဖို့အတွက်ဆိုရှင်ကျမကိုအကြာကြီးစီးရပါတယ်ကျမထင်တယ်9နိုင်ကြော်ကြော်လောက်6နိုင်နေပါလေးရင်စီးရတယ်ထင်တယ်ဆိုတော့ဟိုတစ်ချိန်လုံးထိုင်ပေါ့နော်ကလပ်ထိုင်ပေါ်မှာညောင်းတယ်ဒါပေမဲ့ဒီမှာသူတို့ကဟိုတက်ဘလက် လိုပုံစံနဲ့ TV လေးတွေရှိရဆိုတော့ကျမအားတော့ကြည်လိုက်အိတ်လိုက်လုံးနေရလုံးနေခဲ့ပါတယ် ဲလင်းပေါ်မှာ9နိုင်ကြောကြော6နိုင်နှီးပါစီးပြီးတော့8 light စားလိုက်ဗီဒီအာ TV ကြည်လိုက်လို့ပြီးတော့အခုချိန်မှာကျွန်တော်တို့ကတာလီယင်နဲ့အာဒီဒိုဟာ International Airport ကိုရောက်ပါပြီ။ကဲနာငါလီယင်ကို transfer လုပ်မှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ transfer ဆိုတဲ့ sign ဒီကိုဘာမှမဖြစ်ပါလေအရင်အေးတယ်။ ျမဒီဒူဟော် airport ကိုရောက်တဲ့ချိန်မှာဆိုလို့ချင်းခုနကျမပြတဲ့အချိန်ပဲကျမလက်မှတ်နှက်ဆောင်စလုံးတော့ဟိုဒီ Bangkok airport ကနေဖြတ်ပြီးလိုက်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့လက်မှတ်နောက်ထပ်ဖြတ်ဆရာမလို့တော့ပါဘူးဒီ connecting flight ကိုသွားလို့ရောက်ပဲပေါ့နော်ဆိုတော့အာ ကိုသွားမဲ့ gate ရောကိုရဲ့ flight number ရောကိုထွက်ရမဲ့အချိန်ရောဒီရဲ့ဒီ flight information board မှာကိုကြည့်ပြီးသွားရဲ့ဆိုလို့ရှိရင်တော့သူတို့ပြထားတဲ့ gate number အတိုင်းကျွန်မလိုက်သွားလိုက်ရုံပဲနော်ကဲကျွန်မကတော့ကိုကိုကိုရဲ့ gate ကိုတော့ရောက်ပြီဒါတော့ကျွန်မနောက်ထပ် transit လောက်ရမဲ့ flight အာလီယန်ဒစီကိုထိုင်ဆောင်နေတာဖြစ်ပါတယ်ဒီအချိန်မှာဆိုလို့ရှိရင်ကျွန်မထင်တဲ့မြန်မာနိုင်ငံမှာကြတော့ ညတန်ခေါင်မနေ့တနင်္ဂနွေနှစ်နိုင်လောက်ရှိပြီထင်တယ် Customers traveling on QRs 5 and 4 to Cochin please specify for immediate boarding at gate number C33 as the gate is closed for departure ကျေစောတာကြတော့စပါတူဟာ airport ကနေဟိုစထွေးပြီးပေါ့เนาะဒါပေမဲ့လေရင်စီးဖို့အတွက်ကဟိုကားအရင်စီးရသေးတယ် ကားက10မိနစ်လားမသိဘူး9မိနစ်10မိနစ်လောက်စီးရတယ်9မိနစ်10မိနစ်စီးပြီးမှသာလဲကျွန်မစီးရမယ်လေရင်အာလေရင်နေရာကိုရောက်မှာပါဒီဘယ်လာနော်ဟလာအေးမသိဘူးကိုယ်မထင်လို့အဆောတူတူပဲရောက်မှတင်တယ်အာဟုတ်တယ် ိုးနဲ့အခုကကွာတာ airway ကနေ boarding ကိုတောင်းမဖြစ်ပါတယ်။ um ကွာတာ airway ကကြီးရေပေါ့နော်။ဒီမှာအလဲအုပ်သေးရပုတ်ခုမှာအလဲကြတော့၄ခုလောက်ရှိရတယ်။ဆိုတော့ဒါက uh 14 key ဆိုတာကိုရဲ့ခုံနံပါတ်ပေါ့နော်။ခုံနံပါတ်ဒီလေးရင်အပေါ်မှာလည်းရေးထားတယ်။ဒီမှာလည်းရေးထားတယ်။ဆိုတော့ဒီနေရာမှာအုပ်ပြီးတယ်။အာဒါတော့ဟာနှစ်ချက် နဲ့ကြာတာညပြင်လို့ရှိရင်တချင်လေးပိုင်းနားဆောင်ရရဲ TV ဒီပိုင်းကြည့်လို့ရပါဘောနော်အဲ့ဒါပြီးလို့ရှိရင်ဒါကမြက်ဥစားမြက်လုံးအုပ်တဲ့ဟာဘောနော်ညအိပ်လို့ရှိရင်မြက်လုံးအုပ်တဲ့ဟာပါတယ်ပြီးလို့ရှိရင်သွားတိုက်တန်ဒီတစ်ခါတော့သွားတိုက်တန်နဲ့သွားတိုက်စီပါတယ်ဟင်းဟွာခြေစွပ်လေးတွေပါတယ်ညညဆိုအရန်အေးရေပေါ့နော်ဆိုတော့ quarter airline ကသူအပြုတ်ဆုံးပေးထားတယ်အာဒါကြတော့ခေါင်းအုပ် မတော့ဆောင်းလေးပြီးရေအချုပ်လို့ရတယ်ပေါ့နော်အဲဆောင်းဖြစ်ပါတယ်အလေးမဲ့သူတော့ quota အာဒိုဟာကနေဒီဘလင်ကိုဗရနိုင်လောက်စီရမယ်ဆိုတော့ဒီနာမကြည့်လို့ရတယ်နော်အာဒါကမှကျွန်မရဲ့ flight ကဟွာ 9နိုင်နဲ့29မိနစ်ဘာလင်းကိုရောက်ဖို့9နိုင်နဲ့29မိနစ်စီရမှာဖြစ်ပါတယ်။ကြည့်ပါဦးအကြာရေးပဲလေးစီရမှာ။ဆိုတော့ထုံးစံတိုင်းပဲ9နိုင်ကြကြလောက်လေးရင်စီရမှာဒီဘာလင်း International Airport ကိုရောက်မှာဆိုတော့ TV ကြည့်တယ်။စားတယ်။တောက်တယ်။ပေါ်လေးသွားတယ်ပြန်လာတယ်အဲ့တယ် TV ကြည့်တယ်စားတယ်တောက်တယ်ဒါပါပဲ။ ောက်မဲ့ချိန်က9:27မနက်ပိုင်းပေါ့နော်ဒါပေမဲ့အခုက9:26ဆိုအာ6မိနစ်ပဲလိုပါတော့တယ်ဒီရဲ့ဒူဟာနေပါလင်းပါလင်းကိုရောက်ဖို့အတွက်ပေါ့နော်ကဲဥယောဂတိုက်ကိုလမ်းမြင်ရပါ ကဲနောက်ဆုံးတော့ဒီဂျမနီနိုင်ငံ Berlin International Airport ကိုရောက်နေပါပြီ။ဆက်တင်ပြီးတော့လမ်းပြောင်းနေပါပြီ။ကဲသွားလို့ပဲလာမှမသိပါဘူး။အာဖလော့ဖောင်းလို့ရေးထားတယ်။ဟိုးအေရီယာလေးတူပါဦး။ဒီဘော ားယထာစီမဲနေရာကိုရောက်နေပါပြီ။မှန်မင်းလို့တော့ထင်တာပဲ။ချက်အချိန်မှာပဲကြည့်လိုက်အောင်မယ်။ဒါဒီစရာနေဟိုမျိုးထဲတော့ဘုသက်ရထားစီးရအောင်နော် ောယထာဘောတော့ရောက်ပြီဒါပေမဲ့ယထာကလည်းကိုရှိကိုသွားမဲ့ကိုရဲ့ចောင်းကိုတန်းပြီးတော့သူကမရောက်ဘောเนาะကြားထဲမှာ transfer 20 30ဆင့်လောက်စီရသေးတယ်အိမ်မှာဆိုလို့ရှိရင်လည်းကျမအရန်ပြီးလွားခဲ့ရပါတယ်လို့ Wir planen, wie sie weiterfahren nach Potsdam, regnet sie über Potsdam auf Bahnhof um 10 Uhr. ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒီဒီပေါ့အာဒီပေါ့မှာယထာဆင်းရမယ့်အချိန်ကိုဆင်းမယ့်နေရာရဲ့အချိန်အတိအကျရဲ့နေရာတွေတော့အတိအကျသူပေါ်ပြတယ်ဒီရထားဆိုလို့ရှိရင်လည်းကိုကြိုက်တဲ့ချိန်ကိုစီးလို့မရဘူးပေါ့နော်။သူကလည်းသူ့အချိန်နဲ့သူရှိတယ်။အကယ်ကိုနောက်ကျမယ်ဆိုလို့ရှိရင်ဂျန်တဲ့ဟာတွေအကုန်လုံးနောက်ကျကိုအတွက်ဟို အလုံးမဖြစ်တော့ဘူးပေါ့နော်ဘာလို့လဲဆိုပြီးလို့ရှိရင်ကျမဒီအခုလာတဲ့ရက်ကဝယ်ထားတဲ့ ticket ကလည်းတရက်စာတရက်စာတောင်မှမနေ့9နိုင်ရနေညနေ3နိုင်အထိအဲအတော်တွင်းမှာပဲရထားစီးလို့ရပေါ့နော်အဲ့ဒီ3နိုင်နောက်ပိုင်းစီးမယ်ဆိုလို့ရှိရင်ကျမပတ်စံအများကြီးပေးရပါတယ်အဲ့ဒါတော့မတန်ဘူးပေါ့လေဆိုတော့အားကြောင့်မို့လို့ဟိုလောရတဲ့အခြေအနေမျိုးလည်းရှိတယ် အဲသူတို့ရာတီဦးတို့ကတော့အရန်အေးတယ်ဒါပေမဲ့ချွေးပြန့်ပြန့်နဲ့အဲ့လိုပေါ့နော်ယထာနောက်လိုက်ဟိုသွားဒီသွားလို့ရှင်ဟိုတက်လီကားလည်းကောင်းမသိဘူးပြောရှင်သူတို့ရဲ့တက်လီကားရဲ့ဟိုခလုတ်တွေကလည်းကိုယ့်ရဲ့ကိုတုံးနေကြခလုတ်မဟုတ်တော့ဟိုနှိပ်လည်းမနှိပ်တဲ့ဘူးပေါ့နော်တချို့ချင်းနေမြို့မှာဆိုရှင်တက်လီကားစီလို့ရရတာနဲ့ကွာခလုတ်မနှိပ်တဲ့တော့လေကားနဲ့ပဲအဲ့အကြီးရောမှပြီးတော့တက်လိုက်စင်လိုက်လုပ်နေရတဲ့အချိန်မျိုးလည်းရှိပါတယ် လိုမျိုးပုံတွေကလေ TV TV ပေါ်မှာပဲတွေ့ဟူရတာဒီလိုဟာလေး TV မှာပဲတွေ့ဟူတာ